အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှပြန်လည်ကြဆုံလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူမိုးငွေဗမော်ရေးသားထားတဲ့လင်စိုးမယားဆိုတဲ့ဝတ္ထုတုံးလေးကိုတက်ဆက်ပေးသွားပါမယ်ရှင်လင်စိုးမယားမြစ်တန်းလိုဆိုလိုက်တာနဲ့ရွာတွေကလူတွေအကုန်နှာခေါင်းရှုံကြသည်ရှုံရလောက်အောင်လဲဂုံပုတ်တွေကများသည်ကိုကြက်ဝိုင်းလဲပါသည်ဖဲဝိုင်းလဲပါသည်အရက်ဝိုင်းလဲပါသည်ပင် ဘယ်နေရာမှာတော့ရန်ဖြစ်ပြီးရိုက်ကြလို့တဲ့ပြေမကြည့်နဲ့တွေးကြည့်ရင်လောင်မှန်သည် ထိုနေရာ၌မြစ်တမ်းရှိလေသည်ဟဲ့ကောင်မြစ်တမ်းမင်းမိုးနေပြီ တော်တော့ကွာဟာဘာလဲကိုချစ်ကကြောက်ကုန်မောင်းထုံနေတာလားဟာမဟုတ်ပါဘူးမြစ်တမ်းရာနေလဲကြပြီဆိုတော့ဆိုင်သိန်းတော့မှမလို့ပါအဲဆိုင်သိန်းတော့မှလားအေးဒါဆိုကြောက်တလုံးယူပြီးပြန်မယ် ေးပါကွာဆက်ပြောနေလဲဘာအကြောမှမဖြစ်တော့နိုင်တာကိုသိလို့ချက်အရက်ဆိုင်လေးဖွင့်ထားတယ်ကိုချစ်လဲစိတ်ကျဉ်တ်အောင်အရက်တလုံးပေးပြီးပြန်ခိုင်းလိုက်ရတော့သည် အရက်ကိုကြိုက်လို့တောက်တယ်သူအဲစိတ်နာဟာဒီခွဲဆုပ်တော့လမ်းထိတ်ကခွဲဟောင်တန်းနဲ့အတူယောက်ျားဖြစ်သူရဲ့အတန်ကိုပါကြားလိုက်ရတာကြောင့်အေးမိတယောက်တပြင်းချနေမိတော့သည် အေမီနဲ့မြတ်တန်းတို့မညာခင်ကအေမီဖက်ကအမျိုးတွေကဝိုင်းတာကြပါသေးသည်အေမီကငယ်ကလေးကမိဘတွေမရှိတော့တာမို့အတော်ဖြစ်သူတွေကခေါ်ယူမွေးစားခဲ့ကြတာဖြစ်သည်ပစ္စည်းရှိတဲ့အတိုင်းအဝိုင်းမို့အေမီလည်းလူမွေးသူမွေးပြောင်းခဲ့ရလေသည်မြတန်းကတော့မိခင်မုံဆုံးမကြီးနဲ့နှစ်ယောက်ထဲနေပြီးကြောင်ရအလုံးလုံးရင်းဘဝကိုဖြတ်တန်းနေတာဖြစ်သည် မြင်ပါများတော့ခင်ဆိုတဲ့အတိုင်းအေးမိတရာမြစ်တန်းအပေါ်ဂယုနာမိုးတွေအဆွေလွန်ပြီးညားခဲ့ကြကခလေးနှစ်ယောက်တောင်ရာချေပြီးအတော်တွေကဘယ်လိုပင်တားခဲ့တော်လဲအေးမိနဲ့မြစ်တန်းညားခဲ့ကြသည်မို့ဆွေခန်းမျိုးခန်းဖြတ်တာကြလေသည်ရခစာတုံးကတော့ဒင်းကမူမပြန်အတော့အစာမဖက်ပဲအလောက်ကြိုးစားပြီးသူ့ကိုအလိုလိုက်ရှာသည် ်ပထမဆုံးသားကြီးမွေးပြီးတဲ့နောက်ပိုင်းအလုပ်ပင်ပန်းနာကိုအကြောင်းပြပြီးအတော့အစားဖက်လာသည် နောက်ပိုင်းတော့ပိုပိုဆိုးလာပြီးအလောင်းစားပါဖက်လာတာကြောင့်သူရှာသမျှငွေအေးမိထန်ရောက်မလာတော့ပေအပြိုဘဝတုန်းကအတော်ရီစီမှာ ထမင်းချက်ဟင်းချက်လောက်သာလောက်ဖူးခဲ့သောအေးမိတယောက်ဈေးပန်းကောင်းရွက်ပြီးရွာတဲဟင်းရွက်ရောင်းနေရပြီဖြစ်သည်ဘဝဆိုတာကြီးကမျက်လှက်ပြလိုက်တယ်လို့ပင်အရင်တုန်းကနဲ့တခြားစီ ခုတော့မရှက်နိုင်အောင်တအိမ်ဝင်တအိမ်ထွက်နဲ့ဈေးရောက်နေရသည်ဒီကြားထဲကမကောင်းရှာတဲ့သမီးလေးကသူတို့ဘဝထဲရောက်လာသေးသည်သမီးလေးကိုဝင်ရှိချိန်မှာတော့ဒင်းအတော်ချိန်ငိမ်သွားသေးသည်အတော့အစားတွေရက်ပြီးအလုပ်ပုံမှန်လုပ်ကမွေးစည်းရဲ့အတွေ့ငွေအပ်သေးသည်နောက်တော့လေဒုံရင်ကဒုံရင်နဲ့ခုဆိုသမီးလေးတောင်၄နှစ်ထဲရောက်ချေပြီ။သားကြီးကတော့9နှစ်ထဲမှသူ့အတွက်ကူဖော်ရနေပြီဖြစ်သည်။ ်မဲမရဲ့ငါပြန်လာပြီကွထွက်မကြဘူးလားအေးမီတယောက်လင်းဖြစ်သူရဲ့အတန်ဆိုးကိုကြားမှပဲအတွဲလွန်နေရကနေတတိဝင်လာတော့သည်ဟေးဒီမဲမငါခေါ်နေတာကိုဒီမှာကိုအဟွာတောက်မှာခြေတော့ပါတာပဲတက်လာပေါ့ဘာတနေ့တနေ့တကြက်ကြက်နဲ့ရံဖြစ်ရသည့်အချိန်ကဒင်းအရက်ဆိုင်ကပြန်လာသည့်အချိန်ပဲဖြစ်သည် တခါတလေ၃ရက်လောက်အိမ်မပြန်လာသည့်အခါဆိုစစ်ချမ်းသာရသည်ကအတိုင်းမသိဒင်းပြန်လာပြီဆိုရင် အိမ်မှာစူရပူရပြီငါထမင်းစားမယ်ဘာဟင်းရှိလဲအဲ့မှာရှိတာအကုန်ပဲစားစရာရှိတာစားဟာမင်းဟင်းကဘယ်နေ့ကလဲကစွင်းရကြော်ဘယ်နေ့ကလဲဒီမှာအဲ့ဒီကစွင်းရကြော်တောင်တော်စားရတာကံကောင်းတယ်မှန်တောက်လို့စားတပြားမှမပါဘူးဘာကွာတောက်ဒီကောင်မကဲ့ကွာ ဝုံကျမ်းပြင်မှာပြန့်ကျဲသွားတဲ့ထမင်းနဲ့ဟင်းတွေကိုကြည့်ပြီးအေးမီလည်းဒေါကံပြီးထသီးဖို့အလုံးတမီးလေးရဲ့အတန်ကြောင့်စိတ်ထိန်လိုက်ရလေသည်မမေတမီးကြောက်တယ်လာလာတမီးဘာမှမကြောက်နဲ့မမေရှိတယ်နော်နူးနယ်တဲ့ကလေးတွေစိတ်ထဲတန်ရာရမှဆိုလို့အေးမီဒေါသကိုထင်ရင်တမီးလေးကိုချော်တိန်နေလေသည်အင်ရှိခါမှာတော့အော်ဟစ်ဆဲဆိုကအရက်တောက်နေသူကတော့မြစ်တမ်းပဲဖြစ်သည် ပဝန်းကျင်ကလည်းသူ့အကြောင်းသိကြသည်မို့ဘယ်သူမှဝင်မပါကြတော့ပေ။အေမီတရာမနဲ့ဆောဆောထားကမင်းညရဲကပြင်ဆင်ထားတဲ့ဈေးပန်းခေါင်းရွက်ကရွာတဲ့လှည့်လာပြီးဖြစ်သည်။ဘေးအင်ကတော့ရွှေစီကလေးအပ်ပြီးဈေးထွက်ရောက်နေကြပေ။ရှေခါမှခုထိမူပြီးအိမ်နေသူမြင့်တန်ကတော့အယက်စာမှပဲထလာမှဖြစ်သည်။ဟောရီကကစွန်ရွက်တွေပါတယ်နော်။လာပေါင်းအေမီရဲ့ ဟုတ်ကြည်ကြည်တင်ရွာတွေကလူတွေကတော့အေမီကိုချစ်ကြသည်မို့တကူးတကအားပေးကြလေသည်တဆုပ်အိမ်တွေဆို စားစရာတွေပုံနေရင်သားနဲ့သမီးအတွက်ထုတ်ပေးလိုက်ကြသည်တမနဲ့လုံးရောင်းလို့ပြီးတော့အေမီအိမ်ပြန်လာခဲ့သည်သားနဲ့သမီးကိုဝင်ခေါ်ပြီး မနှက်စာနဲ့နှိမ့်လေစာကိုပေါင်ပြီးချက်စာလိုက်သည်။ပြီးရင်ရွာနောက်ကအင်းထဲနောက်နေရောင်ဖို့ကစွန်ရွက်နဲ့အခြားအရွက်လေးတွေခူးရအောင်မှဖြစ်သည်။ မောမောပန်ပန်နဲ့ဟင်းရွက်ခိုးပြီးပြန်လာတဲ့အေးမီလည်းအိမ်ရှိမှလူတွေစုနေတာကြောင့်ယင်ထိတ်ပြီးအိမ်ထက်အပြေးဝင်လာခဲ့သည်။ဘာဖြစ်ကြတာလဲရှင်။ဟာအေးမီဘာဖြစ်ရမှာလဲ။နေယောက်ျားကဖဲကျွေးမစလို့ငါတို့လာတောင်းတာ။ရှင်။ဟုတ်တယ်။ဟဲ့ကောင်မြတန်းစင်းလာစမ်း။နေပါအောင်ရှင်ဖဲကျွေးကဘယ်လောက်တောင်းလဲ။၅တောင်း။ဘလို့၅တောင်း။ တနေ့လုံးခြေညားအောင်ရောင်းရင်အောင်စားဖို့အနိုင်နိုင်ရတာကိုဒင်းကတရက်ထဲနဲ့ဖဲကျွေ9000တောင်တင်အောင်ရိုင်းနိုင်လေသည်။နက်ပြန်ဆက်ဆက်ပေးမည်ဖြစ်ကြောင်းတောင်းပန်ကပြန်လွှတ်လိုက်ပြီးအေးမိအိမ်ပေါ်တလာတော့သည်။အိမ်ပေါ်မှာတွေ့လိုက်ရတာက တအိမ်လုံးပွားစာကျဲလုံးတက်တာထဲလည်းအကုန်မှွေနောက်ထားလေသည်။ကုံမြစ်တန်းဟာဘာလိုက်ကွာအလန့်တကြားနဲ့ရှင်ဟာလူစိတ်ရောရှိသေးရဲ့လား။ ရှင့်မှာသားနဲ့သမီးရှိသေးတယ်။အဲ့တော့ငါဘာလို့ရမှာလဲ။ငါအကျွေးဆက်ဖို့ငွေလိုတယ်။ဘာမှလဲလက်စွပ်ကပေးစမ်း။ဘာလဲဆို။ခုမှပဲအေးမိခြင်းထိတ်သွားရသည်။ခလေးတွေကိုကြောင်းထားနိုင်ဖို့အလုပ်စူးစားပြီးဝယ်ထားတဲ့လက်စွပ်လေးကိုဒင်းတွေ့သွားပြီးထင်သည်။တက်တာစီကိုပြေးသွားပြီးအိမ်လေးနဲ့ကတ်ထားတဲ့လက်စွပ်ကိုမြန်မာဆက်အေးသွားရသည်။အော်လက်ဆက်တက်တော်ဒီမှာကော ရှင်အနာကမလာနဲ့နော်ဒါသားနဲ့တမီးအတွက်လှုပ်ထားတာရှာမရှင်နဲ့ငါပေးစမ်းမပေးဘူးဟာကဲ့ကွာဖြန်းပါးစီကနာကျင်တဲ့ဝေဒနာကိုခံစားလိုက်ရပြီးအေးမိခွေလဲကျသွားတော့သည် နားထဲမှာမြစ်တမ်းရဲ့ကျေနပ်နေတဲ့ရည်တံကိုကြားတစ်ချက်မကြားတစ်ချက်နဲ့ရှည်နေသည်ရော့ဒီမှာဘာတုံးမင်းဖဲကျွင်းဟာဒီလိုမှပေါ့မြစ်တမ်းရဒီနေ့ရောချအောင်မလား အေးချမစောင့်နေအိမ်ကနေလူယူလာတဲ့လက်စွပ်လေးကိုရောင်းပြီးဖဲကျွေးဆက်ကပိုရာကိုအရက်အကျွေးပေးပြီး၃ရက်လောက်အိမ်မပြန်တော့ဘူးအေးမိခမားမှာတော့တမနက်လောရွာစင်လှဲ့ရောင်းကမှ3400မနေပင်ခုတော့အယူမားမိလေတီမြစ်တန်းကြောင်းလင်စိုးမရတဖာဖာဖြေရချေပြီခုလည်းအိမ်မပြန်လာတာ၃ရက်လောက်ရှိပြီမို့ကလေးတွေနဲ့သူစိတ်ချမ်းသာရသည် ဟဲ့ကောင်မြတန်းဖဲဝိုင်းတော်မလာနိုင်လောက်အောင်မွေးနေပြီလားကွ။ဟဲ့ဘတ်တုံးစကားကိုကြည့်ပြောငါမလုပ်ရတာဘာမှမရှိဘူး။ဒါဖြစ်လေညနေဝိုင်းကိုလာခဲ့ကွာ။သွေးရှိမှလာနော်ဟာဟာဟာ။အရက်ဆိုင်ပိုင်ရှင်ကိုချစ်လေမြတန်းကိုဖြောင်းပြကြည့်ဖို့စူးစားရသည်။မြတန်းသူဆိုင်မှာတောင်းတင်နေတာဒီနေ့နဲ့ဆိုလေးရရှိချေပြီဟဲ့ကောင်မြတန်းမင်းဆက်မမိုက်ပါနဲ့တော့ကွာ အေးမီလေးမျက်နှာလေးကြည့်ပါဦးဒုက္ခများခလေးနှစ်ယောက်နဲ့ဘယ်လပင်ပန်းရှာလိုက်မလဲဟာကိုချစ်ရခမားနဲ့ပါဆိုင်လို့နာနေရတာလေဟဲ့ကောင်ခွေးစကားမပြောနဲ့ငါကမင်းကိုမကြည့်ရလို့ပြောနေတာအဲဘာတော့ဆိုတဲ့ကောင်စီမသွားနဲ့သွားရင်မင်းမဲ့ဒုက္ခရောက်မှာဟာဟာမြစ်တန်းกว่าသွေးကြောင်တဲ့ကောင်စားထဲမှာမပါဘူး ူစကားကိုအဖက်တောင်မလုပ်ဘဲတရင်တရိုင်နဲ့ထွက်သွားတဲ့မြစ်တမ်းကိုကြည့်ရင် ကိုချစ်တယောက်အေမီကိုသနာနေမိသည်။ဟိုဖက်ရွာကအေမီအတော်ရင်းနဲ့ကိုချစ်အတော်ရင်းနေလေသည်။ဟာမြစ်တမ်းကြီးတကယ်လာသားပဲကွာ။ဟဲ့ကောင်ဘာတုပ်ငါကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်ကွာ။ဟုတ်ပါပြီကွာ။လောလောဆယ်ငါ့ကိုငွေဆက်သိအရင်ချပေး။ဟိုးဒီလိုလိုလွယ်နဲ့ပဲရမလဲ။မင်းဘက်ကဘာပြန်ပေးမှလဲမြစ်တမ်းရ။ ဟာငါ့အိမ်နဲ့ခြံကိုအပေါင်ထားတယ်ကွာကြိုက်ပြီဟေ့ရော့ဒီမှာဆယ်သိန်းဖဲဝိုင်းမှာမိုင်လုံးကြီးနေတဲ့မြစ်တန်းကတော့အစပိုင်းသာနိုင်ပြီးတဖြည်းဖြည်းနဲ့ရှုံပွဲဆက်လာလေသည်ရှုံမဲမဲပြီးငွေယူရင်းဖဲရိုက်လိုက်တာသိန်း50လောက်အကျွေးတင်သွားတော့သည်ဘားတို့တို့အဖွဲကလည်းတလအတွင်လာမရွေးနိုင်ရင် အဆုံးပဲဟုပြောလိုက်တာကြောင့်မြစ်တန်းအိမ်ပြန်လာတော့သည်ဟေးအေမီငါဘိုက်စားတယ် ဒီမှာ၅ကျော်ရှိပါတယ်။တမီလေးကနေမကောင်းဖြစ်နေတာကြောင့်ရံမဖြစ်အားပဲပြုစုနေရသည်။တမီလေးအားရှိအားမနှက်စွန့်မှိတ်ပြီးစက်ပေါင်တစ်ချောင်းဝယ်လာကစွပြုံလေးပြုတ်ထားလေသည်။ငါးနှစ်ကောင်ကတော့လားမငါးမြသမားတွေနဲ့တွေ့လို့ဟင်းစားပေးလိုက်တာဖြစ်သည်။အမေဒီမှာစက်စွပြုတ်ရှိတာကိုငါးကျော်ကဘာလို့ရမှာလဲ။ကိုမြင့်တန်တမီလေးဖို့ပါနော်မစားပါနဲ့။တမီနေမကောင်းဘူး။ ငါမသိဘူးကွာစားတယ်ကွာ စားတော့ဘာဖြစ်လဲရှင်ဟာလူစိတ်မရှိတဲ့ဖားခင်မယ်အတန်ဆဆူညဉ့်ညံ့တွေကြောင့်အိပ်ပျော့နေတဲ့အေမီရဲ့သမီးလေးလက်နိုးလာသည်မေမေဟင်သမီးလေးမေမေရှိတယ်နော်တလားကြပြီးနောက်နေ့မှာတော့ဘားတုတ်တုတ်အိမ်ကိုရောက်လာကြလေသည်ဈေးရောက်ရကပြန်လာတဲ့အေးမီလည်းဘားတုတ်တုတ်ကိုမြင်တော့ဒင်းဘာပြဿနာရှာလာပြန်ပြီးမသိချင်း ဟေးအေမီနေရကြပဲမလဲအိမ်မပြန်လာတာတပတ်လောက်ရှိပြီအေး तू မရှိရင်လည်းရှိတဲ့သူကိုပြောရမှာပဲဘာများလဲကိုဘတော့ရင်အေးကိစ္စကတော့နေရကြကဒီအိမ်နဲ့ခြံကိုပေါင်ပြီးဖဲလာရိုက်ထားတာပဲအဲ့ဒါတလားပြင်းရင်လာရွေးပါမယ်ပြောသွားလို့ခုတလားပြည့်ပြီဘလို့ကိုဘတော့အိမ်ပေါင်ပြီးဖဲရိုက်ပြတယ်အေးဒီမှာစာချုပ်ရှင် ီနေ့လာမရွေးနိုင်ရင်နတ်ဖြတ်အိမ်ပေါ်ကဆင်းကြပြီတော့အသားတွေတဆဆက်နဲ့ရင်ထဲမှာလည်းဒေါသမီးရှံတွေတောက်လောင်စွာနဲ့အေးမိရန်နေမိသည်ပေါင်းလာကလေးကအဆအဆအရာရာတီးခန့်ခဲ့ပေမဲ့ခုဒီတကြိမ်မြစ်တမ်းလုံးပုံကိုတော့သူလုံးဝခွင့်မလွန်နိုင်တော့ပေသားသမီးမျက်နှာလည်းမကြည့်တတ်တဲ့ဒီလူယောက်မှနဲ့တသက်လုံးဝေးဖို့သူစူးစမ်းရတော့မြည် ညာနေစာထမင်းဟင်းချက်နေတော့ရွာတဲကဘူးတုံရဲ့အလောတကြီးပြေးရင်သူ့နာမည်အော်လာတာကိုကြားလိုက်ရလေသည်မအိမ်မီပြောမအိမ်မီဟဲ့ဘူးတုံထက်ထက်ပြပြနဲ့ဘာဖြစ်လာတာတုံးကုံမြင့်တန်ထန်းတော်ကြောက်ဝိုင်းမှာဓာတ်ထုတ်ခံရလို့တိတ်ပြီးဟင်မြင့်တန်တိတ်ပြီးစိတ်ထဲမှာတစ်ဖက်ကပော့သွားသလိုတစ်ဖက်ကလည်းလေးလေးကြီးခံစားလိုက်ရသည် ဘယ်တော့ပဲကိုယ့်အပေါ်မကောင်းခဲ့ပေမယ့်အားလုံးကိုအတိုက်ခံလောက်ကချစ်ခဲ့ရသူမလွန်လွန်ဆဆွေကြီးဖြစ်နေမိသည်မြေတန်းကောင်းမှုကြောင့်ဒီနေ့အိမ်ပေါ်ကဆင်းပေးရသလိုတုတ်တံမှာအတုပပြင်ထားတာကလည်းမြေတန်းပဲဖြစ်လေသည်ပောင်းခဲရတဲ့ကာလတခြားအမျိုးမျိုးစိတ်ဒုက္ခပေးခဲ့သူဟာခုတော့မပေးနိုင်တော့ဘူး။ခလေးတွေကိုနောက်ဆုံးအနေနဲ့ကတော့ခိုင်းပြီးအေမီတယောက်ခလေးနှစ်ယောက်လက်ဆွဲကအတော်ရီရှိတဲ့ဟိုဖက်ရွာကိုထွက်လာခဲ့တော့သည် အရင်တုန်းကမင်းသမီးတစ်ပါးလိုနေခဲ့ရတဲ့အိမ်ကြီးရှိမှကလေးနှစ်ယောက်ကိုလက်ဆွဲထားရင်တွေ့ဝေငေမောနေမိသည်ထို့စင်မှာပဲတကားနှစ်ချက်ကပွင့်သွားပြီးဝမ်းနေဝမ်းသာမျက်နာနဲ့သူမရဲ့ကျေးဇူးရှင်တတော်မြတ်ထွက်လာတော့သည်ဟဲ့အေမီအမိုင်မနေပြန်လာပြီနော်တတော်မြတ်မောဘန်နွမ်းနဲ့ခဲရသမျှတတော်မြတ်ရဲ့ရင်ခွင်ထဲဝင်ပြီးကလေးတယောက်လိုငိုချပြလိုက်တော်သည် ကလေးနေရမိခင်ပင်ဖြစ်လင်ကစားခုတော့အေမီခမားကလေးငယ်တယောက်လိုငိုနေမိလေသည်။ကဲတိတ်ပါတော့ကွယ်။ဓာနဲ့ဟိုဟာတွေကငါမြည်တွေလားအိ။ဟုတ်ဟုတ်ပါတယ်တော်တော်များ။ကဲအဖွားစီလာကြပါအောင်ကွယ်။ရုံလေးတနာကမာနဲ့မြင်းနှစ်ယောက်ကိုကြည့်ရင်ဒေါ်မြတ်ခင်စိတ်ထဲကြည်နူးမှုတွေခံစားလိုက်ရသည်။ တကယ်ဆိုသူတို့လူကြီးတွေအတကြီးခဲလို့ချစ်သူမလေးခင်များဒုက္ခပင်လဲဝေခဲရလေသည်ကဲလာကြအိမ်ထဲဝင်ကြမယ်တမီးကိုခွန်းလွပါနော်တော်တော်မြတ်ခွန်းလွပါလေကွယ်လာပါညီခုတော့ဝစ်ချစ်သွားပါပြီဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမိုးငွေဗမော်ရေးသားထားတယ်လင်းစိုးမရဆိုတဲ့ဝစ်ချစ်တို့လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်